Welcome Future Upgrade ကြီးရာကြည်နေကြပြီလားမြလေးကအခုမှဒီအိမ်လေးကိုပတ်ကြည့်နေတော့အော်ဝင်လာရောက်နေတော့ပြင်မှာရာသီဥတွေကနည်းနည်းလေးတော့အေးရပါသေးလားအခုဒီအိမ်ကိုမြလေးကြီးကတော့ကတော့အရန်သဘောကျတယ် Future Upgrade ကြီးလည်းကြည်ကျင်နေကြပြီလို့ထင်တယ်မြလေးအောက်ကိုလာခေါ်မယ်ခဏလေးပဲစား Remember summer days Now frozen hay fireplace burning low ္ဂလာပါဒီနေ့မှာတော့မြန်လေးကဂုံရှင်မြမြသူ construction ကနေပြီးတော့တာဝန်ယူဆောက်လုပ်ပေးထားတဲ့ပေ40 60အကျယ်ဥမပေါ့နော်7840အပြည့်ဆောက်ထားတဲ့ RC 3တတ်တိုက်အိမ်ရဲ့အရှုပ်ရောက်ရှိနေမှာဖြစ်ပါတယ်အဲ့တော့သူကလေဒီဘက်ဘေးမှာက22ပေတောင်ပိုလာဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးကားပါကင်နဲ့သူကအကျယ်ကြီးထိုးလို့ရတယ်ပြီးတော့ဒီဘက်ဘေးမှာဆိုလို့ရှိရင်အပင်တွေပါတိုက်ပြီးတော့ကွာကိုယ့်ကိုစိတ်ကြိုက် degree လုပ်လို့ရတယ်အဲမြန်လေးအရှင်းပြက်လက်စာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အရှင်းပြက်လက်စာမှာမြင်ရတဲ့အတိုင်းပဲပေါ့နော်ရွှေလာငွေလာလေးနဲ့ဒီဇိုင်းစင်မေးထားတယ်အယောင်ကလေမြန်လေးအကျိုက်ဆုံးအယောင်ထဲမှာပါတယ်ဘာဖြစ်လို့လဲဆိုတော့အဖြူလေးနဲ့ခဲလ ူနေတဲ့ကိုဆက်ပြီးတော့ match လုပ်ပေးထားအရန်လာတယ်ကွာတိလားလူငယ်လဲဆန်သလို moral ဆန်ဆန်လေးမြင်ရတယ်ပေါ့နော်ပြီးတော့ဒီမှာဆိုလို့ရှင်တော့ပိုလှောက်ဝေါ်လိုက်လေးတယ်ကွာထားပေးထားသေးတယ်အေးရှစ်ညနေစားတော့မျက်လေးကတော့လုံးဝအမှတ်ပြေးပေးထားတယ်ကွာအဲ့တော့အထင်းထဲမှာလဲ blouse လာလဲဆိုလိုက်ပြအောင်မလိုက်ခဲ့ဟဲ့ ကဲဒါကတော့ဒီအိမ်လေးကိုအဝင်လေးပေါ့နော်။သူကအဝင်မှာဆိုလို့ရှိရင်တကားကိုသူကကျိုးတက္ကမကြီးသုံးပေးထားတယ်။ပြီးလို့ရှိရင်ဒီမှာဒေါ်လော်လေးတွေပါတယ်ပေါ့နော်။သူကဒေါ်လော်ပြင်ုံမှာအပေါ်မှာဒီလိုဒီလိုမျိုးလော်လေးနှစ်ခုထပ်ထည့်ပေးထားသေးတယ်။အဲ့တော့ဒီအိမ်မှာဆိုလို့ရှိရင်ဝင်ဝင်ချင်းညလေးခန်းစားမိတာလေဒီအဲကန်းလေးကိုအရန်သဘောကျတာအဲကန်းကိုကြည့်ပါဦး။အကြိုက်ဆုံးကဒီမီးတိုင်းပဲ။သူကမီးတိုင်းလေးရလေးဥမာကြည့်ပါဦး။မီးဆွဲလေးတွေနဲ့တော်တော်လေးနှားရတယ်ပေါ့နော်။အောက်မှာဆိုလို့ရှိရင်လည်းညလေးဝင်လိုက်တဲ့က ပါကီးယားကွာဒီလားကိုရီးယားပါကီးဆိုမဲ့တော်တော်လေးကိုပြောင်းလန့်ပြီးတော်တော်လေးလှတယ်ကွာဒီလားကြည့်ရတာလေအပေါ်ကမီဆိုင်လေးနဲ့အောက်ကပါကီးလေးနဲ့အယမ်းမတ်ဖြစ်တယ်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်သူကဒီလိုမျိုး lighting ဝင်အောင်ပြီးတော့အနံ့နေပါတယ်ထွားအောင်ဆိုပြီးတော့ဒီဘက်မှာ aluminum window လေးသုံးမိထားတယ်ဒီဘက်မှာတစ်ခုပုံမှန်တစ်ခုနှစ်ပေါက်သုံးမိထားပြီးတော့ဖောက်ထားတဲ့ green box ကလည်းတော်တော်ကျဲတယ်ကွာတော်တော်ကြီးရဲ့အဲ့တော့လူငွေတွေကတော်တော်ကောင်းမဲ့ပေါ့အဲ့တော့ဒီဘက်မှာဆိုလို့ရှိရင်ဒါပါ ဒါလေးကကျတော့ तू ကဖះเจ้าဆောင်လေးလုပ်မယ်လို့သိရတယ်ပေါ့နော်အခုထိတော့ तू ကလုံတော့လုံနေတော့ဒီမှာဆိုလို့ရှိရင် तू ပို့ပြီးတော့ဒီဇိုင်းလှအောင် Eco Woof လေးတွေထည့်ပြီးတော့ तू သုံးမိထားတယ်ဒီဇိုင်းလေးအောင်လှတယ် white ပဲနော်ဒီဒီဘက်လေးမှာဆိုလို့ရှင်သူက light တင်ဝင်အောင်ပြီးတော့အနံ့ထွက်အောင်အခုလိုမျိုးအလူမီနီယံဝင်းလုံးလေးသုံးမိထားသေးတယ်။ညနေကလေဒီအိမ်ထဲရောက်ရောက်ချင်းနေအိမ်တအိမ်ကကွာတိလားအဲ့လိုအိမ်ထဲဝင်ဝင်လိုက်ချင်းလို့အေးချမ်းသွားတဲ့ vibe မျိုးဆိုတာရခဲ့တယ်။ဒီအိမ်မှာအဲ့လိုဝင်လိုက်တာနဲ့လေအဲ့လိုအေးချမ်းမျိုးညနေဆိုဒီခေါင်းကပြန်မထကြည့် ချိန်ပြီးတော့ကွာအရန်ဆိုလက်စစ်တယ်ကွာဒီလိုလေးထိုင်နေရတာကွာအဲ့တော့ဟိုဘက်ဘေးမှာမာစတာရုံးတစ်ခန်းရှိရနည်းလေးလိုက်ပြပေးမယ်ဟုတ်ကဲ့ဒါပါဒါကတော့အောက်ထပ်မှာရှိရမာစတာရုံးမှာအဲ့တော့ထည့်လိုက်ခဲ့ပါအောင်ဒီလိုလေးပါသူကအောက်မှာဆိုလို့ရှိရင်လေသူကကိုရီးယားဘာကိတ်ခင်းမိထားတယ်အပေါ်မှာကြည့်အောင်မြင်းဆိုင်ကြီးကထားရအရန်လာဒီမှာလေအကျိတ်ဆုံးကလေအဲမြင်းဆိုင်ကြီးလေတကယ်လားတွေ့လိုက်တဲ့မြင်းဆိုင်ကြီးကဒီဇိုင်းတစ်ခုနဲ့တစ်ခုတော့မတူဘူးဒါပေမဲ့တော်တော်လှတယ် သူကလည်း master wall ဆိုတဲ့အတိုင်းပဲဒီဘက်ဘေးမှာသူကရေချိုးခန်းအင်တာတစ်ခုပါသေးတယ်ဒီလိုပါမှရေချိုးခန်းအင်တာလေးသူကလည်းဒီ glass ကသူက thermal glass လို့ခေါ်တယ်သူကအကျန်းတော်တော်ခန့်တယ်တောင်းတော့မကွဲဘူးလေအဲ့ဒါကိုသူကသုံးမိထားတယ်ပေါ့နော်အလိုဝန်းခန်းဝန်းလိုက်လုပ်လို့ရပြန်ဒီဘက်မှာဆိုလို့ရသူကလည်း brain mount ကိုအကျန်းကြီးဖောက်ပေးထားကွာသိလား aluminum window တော့ show လို့ရှေးကြိုက်ပဲအာဒါကကြတော့သူကအဝိဗီဒီယိုလေးသူလုပ်မှာပေါ့နော်တကားတွေတော့မတက်သေးလုံးတော့လုံနေတော့မယ်တကားတွေတက်လာတော်တော်လှပါမှာသိလား အဲ့တော့အနောက်မှာရိုတရိုကြံသေးတယ်လိုက်ပြမယ်လိုက်ခဲ့ပါဒါကတော့ dining room မှာ dining room ဆိုလို့ရှိရင်လည်းမီးစွမ်းမျိုးကိုကြည့်လိုက်အောင်လုံးဝအထဲမှာကွာကင်မရာထဲမှာမြင်ရတော့မသိဘူးအပြင်မှာလည်းလေးကြည့်ရတော့လုံးဝဖက်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 နဲ့အရန်လှတာဒီမှာဆိုလို့ရှိရင်လည်းထိုင်ပြီးတော့အဲ့လိုသမီးတွေပါကြီးစာမုတ်တွေပါကြီးစာရမိုက်တယ်တော့ကွာဝန်းလေးနဲ့တက်တက်တစ်ခုအဲ့လိုအကန့်လေးခွဲပြီးထားတော်တော်လေးမိုက်အာဒီနောက်မှာတခန်းရှိသေးတယ်ဟဲ့ခေပါဦး ကဲဒါကတော့ kitchen room မှာ kitchen room ကတော့ဒီမှာဆိုလို့ရှိရင် busy ပါတယ်ပြီးလို့ရှိရင်ဒီမှာထူးကြတာလေးကလေသူကပကန်းလေးပါတွေကိုသူတို့အဲ့မြေရေးလေးပါစစ်လို့ရအောင်ဒီမှာဒီလိုမျိုးတန်းလေးတစ်ခုထပ်ပြီးတော့ထည့်ပေးထားသေးတာဒီ kitchen room မှာကသူကအပေါက်ကန်တစ်ပေါက်ပါတယ်ဒီဘက်ဘေးမှာလည်းတစ်ပေါက်ပါတယ်တကားပေါ့နော်သူက channel ကိုထွက်တာဒီမှာဆိုလို့ရှိရင်လည်းဒီ channel ကိုထွက်တာပဲတစ်ပေါက်ပါဟိုဘက်ဒီဘက်နှစ်ပေါက်ဖောက်ပေးထားဒါကကြတော့ UVC glass သူကကြာဒီလို slide တိုးလေးနဲ့ကွာတိလားအပြင်ကိုဒီမှာဟင်းနေပါလေချက်လို့ညော်တယ်အဲ့လိုမျိုးပေါ့တညော်နဲ့နေပါလေထွက်တယ်ဆိုလို့ရင်အပြင်ကိုထွက်သွားအထိတကားလေး slide တိုးလေးဖြင့်လိုက်လို့ရှိရင်သူကအပြင်ကိုညော်နဲ့နေရထွက်သွားပါဘာဒီလိုတောက်လျှောက်တက်ပေးထားဒါကကြာတော့ kitchen room လေးမှာပဲထားပေးထားတယ်သူက toilet ပေါ့နော်ဒီမှာပါကိုယ်တိုင်းလေးနဲ့အဲတော့လည်းဒီတစ်ခုထားပေးထားသေးတယ်အဲ့တော့ဒါကကြတော့ဒါမျိုးတို့အောက်ထပ်ပေါ့နော်အပေါ်ထပ်ကိုလိုက်ပြအောင်လိုက်ခဲ့အောင် ကဲဒါကတော့မြန်မာတို့ဒုတိယတက်တက်မှာပေါ့နော်ဒုတိယတက်တက်ဖို့ဒီကခြေကနေတက်မယ်ဒီလေးကသူအောက်ကကြွေပြားကိုသုံးမိထားတယ်ပြီဒီမှာဆိုလို့ရှိရင်သူအလူမီနီယံတိုင်လေးတွေသုံးမိထားတယ်မြန်မာတို့အပေါ်တက်ကြကဲဒါကတော့ဒုတိယတက်ကိုတက်လာတဲ့အခါမြင်ရတဲ့အနေထားလေးပေါ့နော်။အာ तू ကမြင်မြင်ကြီးဒီမှာတကားတစ်ချက်တွေ့ရတယ်။အဲ့တကားကကြတော့အင်ရှင်မျက်နှာစာပေါ့နော်။အဝေဝါကိုနှမ်းမြင်ရတဲ့ဝန္ဒနာလေး။အဲ့တော့တက်ကြည့်ကြမယ်။ ကဲဒါကတော့ဒုတိယတက်ကဝန္ဒနာပေါ့နော်ဝန္ဒနာဆိုဒီမှာမြင်ရတဲ့အတိုင်းပဲခုလိုလူမီနီယံတိုင်လေးနဲ့လှဆင်ပေးထားတယ်ဒီမှာဆိုလို့ရှိရင်လည်းသွားမှန်ဟောကွာအထူးကြီးတွေတုံးပေးထားတာအရှင်းမျက်နှာကောင်လှအောင်ကွာရွှေလောင်ငွေလာလေးလည်းထည့်ပေးထားသေးတယ်နည်းနည်းကြည့်လိုက်တာကွာ like a smug ကွာဒီလားအရင် smug ဖြစ်တယ်ဒီနားယူလေးဆိုလည်းသဘောကျဒီလိုနှမ်းချောင်းကြီးကြည့်လိုက်ကဲအင်းရှိကဝန္ဒနာလေးကိုကြည့်ပြီးပြီဆိုတော့အပေါ်ထဲမှာရှိရဲအခန်းလေးကိုလည်းလိုက်ပြပေးမယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ပထမဦးဆုံးမြင်ရတဲ့အခန်းပေါ့နော်ထင်ဝင်ကြည့်ကြမလား ကဲဒါကတော့ဒီလိုလေးပါဒီ room ကကြတော့သူက single room ပေါ့နော်တကားကဒီဘက်မှာသူကတစ်ခုပါတယ်အဲ့ဒါကကြတော့ aluminum slide door လေးသူကထည့်ပေးထားတာအပြင်ဘက်က one and a half ဖြတ်တာပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်လည်းသူက aluminum window လေးတစ်ခုထားပေးထားတယ်ဒါကတော့ပထမဆုံးတွေ့ရတဲ့ single room ပေါ့နော်ဒီဘက်မှာလည်းတခန်းရှိသေးတယ်ကဲဒီခန်းလေးပါ လာပါဒီခန်းဆိုလို့ရှိရင်လည်းသူက single room ပဲ single room မှာသူကဒီလိုမျိုးအလူမီနီယံဝင်းဒိုးလေးတစ်ခုထားပေးထားတယ်သူကဘေးကမှာရှိရဲမီနီဝန္ဒနာလေးကိုထွက်တာသူကအဲ့လိုမျိုးထွက်ပြီးကြည့်လို့ရတယ်သူကဘေးဘက်လမ်းအမြင်ရတယ်ဒီဘက်မှာလည်းသူကတခန်းရှိသေးတယ်ဒါကကြတော့ဒီလိုမျိုးပါအဲ့ဒီချူကန်းနဲ့အင်လာနဲ့တွဲလျက်လေးပေါ့နော်။သူကအပေါ်မှာရှိတဲ့သူတွေကိုတုံးရတာအရှင်ပြောက်ခုလိုမျိုးရေချူကန်းအင်လာတစ်ခုတီးတန့်နေထားပေးထားတယ်ပေါ့နော်။ဒီဘက်မှာတခန်းရှိသေးတယ်။လာပါ။ ဒါကတော့ဒီ forum မှာရှိရဲနောက်ဆုံးခန်းမှာဒီခန်းတော့များတဲ့အတိုင်းအကျဲအိပဲတော့ master room ကွာတိလား master room မှာလေဒီထဲမှာဝင်ပြတော့ပပက်လေရလဲသူကအဖြူလေးတုတ်ပေးထားတယ်အောက်မှာလဲခဲလိုက်နေနေပေါ့နော်ကျွေးပြားလေးကိုကြည့်လိုက်တဲ့အခါမှာလဲသူကအဖြူရောင်ကလေဒီအရောင်နဲ့ဒီအထက်အရောင်နဲ့ဒီကျွေးပြားရောင်နဲ့လုံးဝ match ဖြစ်နေတာကွာတိလားပြီးတော့အပေါ်မှာမီးစွမ်းကိုကြည့်ပါဦးအရင်ကတွဲလောင်းတွဲလောင်းနေတယ်အရင်သဘောကျအရောင်ကလည်းဆို၃ရောင်လောင်းပြောင်းလို့ရတယ်ကွာတိလားဒီမီးစွမ်းလေးကပပက်လေမှာတော့ပြိတ္တတွေတွေ့မဲ့နေတူတယ်ဘရင်းမောက်တွေလည်းသူက share ထည့်နေတာအဲ့တော့ ် idea သိပူပြမလို့အဲ့တော့ master role ဆိုတဲ့အတိုင်းပဲကဒီဘက်မှာဆိုလို့ရှိရင်ကွာ YouTube ရဲ့အင်္ဂါတစ်ခုပါတယ်ဒီလိုလေးပါကလေးရေချိုးကအင်္ဂါဆိုလို့ရှိရင်လည်းသူလုံးဝအကျန်းခံနေကွာဒီလားတာမတ်ကလပ်ကိုသုံးမိထားရတဲ့အတွက်ကြောင့်မို့ဒီကောင်လေးတော်တော်အကျန်းခံနေလို့လည်းသိတယ်။ဒီဘက်မှာဒီကောင်ကကြတော့အပြင်ကားပေါ်တော့ဝန္ဒနာမီနီဝန္ဒနာလေးကိုဖတ်တယ်တကားဒီလိုလေးပါ။ဒါကကြတော့အိမ်ဒီဘက်ကပေါ်တော့သူကလမ်းမောက်လှမ်းမြင်ရတဲ့ view ရတယ်။မင်းသိရအောင်လို့ view ရတယ် အပတ်လုံးကြီးကတော်တော်လေးတော့ကြိုက်တယ်တော်တော်လေးနဲ့နေဝင်လေးထွက်ကောင်းတယ်အလင်းရောင်လည်းရှယ်ကောင်းတယ်အဲ့တော့လေသူကသုံးတက်ဆိုတော့အပေါ်မှာတစ်ထက်ကျန်နေတယ်ငလေးတို့ဒါဒုတိယတက်ပဲရှိသေးအပုပ်သွားကြမယ်လားကဲဒါကတော့အပေါ်ဆုံးထက်ပါအပေါ်ဆုံးထက်မှာဆိုလို့ရှိရင်ဒီမှာတကားတစ်ချက်ရှိတယ်ဒီတကားကကျတော့အပြည့်ဝန္ဒနာကျဲရို့ထွက်တာဒါပေမဲ့မပြရသေးဒီဘက်ကအခန်းလေးကိုယင်လိုက်ကြည့်ကဲ welcome ဒါကတော့ Apodat က Master Room အခန်းကြီးကြီးပါသူကဘေးဘက်ဘက်လည်းမှာ brain box ကြီးအများကြီးဖောက်ပေးထားတယ်ဘယ် brain box ကပဲကြည်ကြည်ယူကအယမ်းလာတယ်ပြီးတော့ Master Room ဆိုတဲ့အတိုင်းပဲသူကဒီဘက်မှာညှိုးခိုင်းအိမ်သာတစ်ခုပါတယ်ဒီလိုလေးပါသူဘူတိုင်းလေးနဲ့ပြီးတော့မင်းခိုးဘက်မှာပြမယ်ဆိုတော့ဝန္ဒနာကြီးအယမ်းလာတာအဲ့တော့လိုက်ကြည့်အောင် ဒါကတော့အပေါ်ဆုံးထည့်ရဝန္ဒနာအကျယ်ကြီးပေါ့နော်မြင်ရတဲ့အတိုင်းပဲယူလေးကတော့ရှင်မိုက်တယ်အရန်လာတယ်ညလေးကတော့ဒီမှာဆိုလို့ရှိရင်လည်းအလူမီအပင်လေးတွေပါလေးလည်းစိုက်ချင်တယ်ကွာအပေါ်မှာဆိုလို့ရှိရင်သူကအလူမီနီယံချောင်းလေးနဲ့သူကဒီဇိုင်းစင်ပြီးထားတာကွာဒီလားအဲ့တော့ဆိုလာပဲတက်တက်ဒါမှမဟုတ်ဆန်းရှိပ်ပဲတူတူတော်တော်လေးတော့လှတယ်ညလေးကတော့ဒီမှာဆိုလို့ရှိရင်အိုးကြီးချပြီးအပုံနွယ်တက်တက်အပင်လေးတွေစိုက်ချင်တယ်ဒီမှာကြည့်အောင်ပပလေပြူကဒီလိုကွာဒီလားအဲ့လိုမျိုးလေးအဲ့လိုနေရထိုးနေတယ်အဲ့လိုလူလာတော့နေခါတယ်အဲ့လိုပုံစံမျိုးလေးပေါ့နော် ဒါကကြတော့အရှိမျက်နှာဆောင်မြင်ရတဲ့ view ဟာဒီဘက်မှာဆိုလို့ရှိရင်သူကပိုလှအောင်ရွှေလောင်ငွေလာလေးရဲ့ wall light လေးရဲ့အလှဆင်ပြီးထားသေးတယ်။ view လေးကလေးမလေးကြည့်လိုက်တာတော်တော်လှတယ်။ဒီမှာဆိုလို့ရှိရင်လည်းမကြည့်ပါဘူး။ sound light လေးထွက်အမ်လုံလုံလေး ကဲအခုတော့ညလေးကအင်တိန်လုံးလည်းလိုက်ပြပြီးပါပြီဆိုတော့ဒီရင်ကုန်ကျစရိတ်လေးလည်းပြောပြမယ်ပေါ့နော်။ကုန်ကျစရိတ်ကဆိုလို့ရှိရင်သိန်း1200ဝန်းကျင်နဲ့ကုန်ကျမှာပဲဖြစ်ပါတယ်။အင်္ဂလုံးကိုဆောက်ပြီးပါပြီဆိုလို့ရှိရင်အငြင်းနဲ့နေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။ပြောရမယ်ဆိုရှင် construction အရွေးမမှားဖို့လိုတယ်။ညလေးကတော့ကုန်ရှင်မြတ်သူ construction ရဲ့အားသာချက်တွေကိုပြောပြပေးမယ်။သူကပြောရမယ်ဆိုလို့ရှိရင်ပစ္စည်း quality ကောင်းတယ်ပြီးတော့လက်ရာတည်တတ်တယ်ပြီးတော့ customer ရဲ့ budget နဲ့အညီလိုက်ပြီးတော့စီစဉ်ဆောင်ရွက်ပေးတယ်ပေါ့နော်။နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင် service အရန်ကောင်းတယ်။အိမ်စားဆောက်ထဲကနေပြီးတော့အင်္ဂလုံးပြီးစီးပြီးတော့ပိုင်ရှင်လက်ထဲကိုပြန်အပ်တဲ့အထိ ီကိုကုန်ရှင်မြတ်သူ construction ရဲ့ပိုင်ရှင်ကလိုက်ပြီးတော့ပေါ့ဦးစီးဦးဆောင်လုပ်ညာလည်းမင်းတို့တွေ့ရတယ်ပေါ့နော်။နောက်ပြီးတော့လေ service ကလေဘလောက်ကောင်းလဲဆိုလို့ရှင်အခုဒီအိမ်ဆောက်ထားတဲ့ပိုင်ရှင်ကသူကိုယ်တိုင်ပေါ့နော်အိမ်ဆောက်ချင်တဲ့သူ့အစ်တီတွေကလူတွေကိုဒီ construction နဲ့ကုန်ရှင်မြတ်သူ construction နဲ့ဆောက်ဖို့အတွက်ကိုလိုက်ပြီးတော့ညှိုးညားလည်းတွေ့ရတယ်။အဲ့တော့ကုန်ရှင်မြတ်သူ construction မှာဆိုလို့ရှင်တခြား service တွေလည်းရသေးတယ်။ Archie design structure စိတ်ကြိုက်မှာဆိုစားပြီးအပ်လို့ရတယ်ပေါ့နော်အဲ့တော့ကိုစိတ်ကူးအိမ်မထဲကအိမ်လေးကိုအကောင့်ထည့်ပေါ်ခြင်းနဲ့ဆိုလို့ရှိရင်နော်ကိုရှင်မြတ်သူကို structure နဲ့ဆက်သွယ်လို့ရပါတယ်အခုလိုမျိုးညီလေးတို့လိုအိမ်ပုံစံလှလှလေးတွေ design လှလှလေးတွေညီချင်းနဲ့ဆိုလို့ရှိရင်နော်ညီလေးတို့ future house page ကို like ပေါ်လို့လုပ်ဖို့မမေ့နဲ့နော်အခုလိုကြည့်ရွေးပရိသတ်များအားလုံးကိုလည်းကျေးဇူးထုတ်မိတည်ရှိပါတယ်နောက်ပြီးတော့ဒီခုမှပြန်တွေ့ပါမယ်တတား